မင်္ဂလာပါရှင်2025ခုနှစ်မေလ17ရက်နေ့မွန်တက်ဆန်နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။သုံးဘင်းဂျန်လုံးကူကိုကြောက်ခဲကောက်ရကမိုင်းခွဲလို့သုံးခုတန်ရာရရှိခဲ့ပြီးစစ်တပ်ကမိုင်းခွဲဖြော်ချေတောင်းတယ်လို့ဆိုပါတယ်။ဝက်လက်ဂျာရဘုံရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေရင်နဲ့ပုံကျဲမှုမှာပြည်သူဆယ်ဦးကြောင့်မနေတေဆုံးက ရွှေဘန်းကုန်းကျေးရွာစာတင်ကြောင်းကိုလည်းယနေ့နနက်မှာပေါင်900ပုံလေးနဲ့လာရောက်တည်ချခဲ့တယ်လို့ဆိုပါရယ်။ဆက်လေးနဲ့ဆင်ပြူကျွန်းအတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလိုက်လံတိုက်ခိုက်မှုမှာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးစစ်ကောင်စီတပ်သားများမျက်နှာထားခဲ့တဲ့စစ်သားအလောင်း3လောင်းကိုဒုဖို့တွေ့ရှိခဲ့တယ်လို့ဆိုပါရယ်။တီဝဘက်မှာကိုကတ် MMDA တွေအင်အားထပ်ဖြည့်လာတယ်လို့ဆိုပါရယ်ရှင်။ မန္တလေးမြို့မှာမိုးတက်ကလေကြီးတိုက်တာနဲ့လွင့်ထွက်လာတဲ့အမိုးတစ်ခုကြောင့်လူသုံးဦးထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့အပြစ်ခတ်ချက်ဆက်ဖို့သဘောတူညီလိုက်ကြပါပြီ။ဒီသတင်းလေးနဲ့တူဒီကနေ့မွန်တက်ဆန်နိုင်ချိန်ထိနောက်ဆက်သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမသာမနေတဘုံနေတဲ့မခွေးတိုင်းဆလင်းမြို့နယ်စီကူကျုံမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထောက်ထားတဲ့ညညမိုင်ပေါက်ပွဲပြီးသုံးဦးတန်ရာရရှိခဲ့တယ်လို့ဒေသခံတွေကသိရပါဗျာ။မိုင်းချီမန်သူရိဟာစီကူကျုံမြို့နယ်ရဲ့အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတဦးဖြစ်ပြီးမေလ10ရက်နေ့မနက်10:00နာရီခန့်မှာစီကူကျုံမြို့ကနေသုံးမိုင်ခန့်အကွာရှိတော်ရင်းရွာကိုသုံးဖေးရင်နဲ့တရက်တီဝယ်ဖို့သွားစဉ် တောရွေးနဲ့တာစီရွာကိုဆက်သွယ်ထားတဲ့ဆယ်ပေါင်လမ်းပေါ်မှာမိုင်းပေါက်ပွဲထိမှန်ခဲ့တာလို့ဆိုပါတယ်။တုံးလေးကိုခြံတော့ခုဖို့ဆိုပြီးကြောက်ခဲကောက်တာမှထပွေတာမိုင်းကိုကြောက်ခဲနဲ့ပုံထားခဲ့တာလို့စင်ကျူကျူမြို့ကတောက်ကပြောပါတယ်။မိုင်းပေါက်ပွဲရာကြောင့် သုံးဘိန်းမောင်းနေသူအုပ်ကိုရောက်ွက်လေကိုကျော်ကြီးသုံးဘိန်းပေါ်ပါရွေတမဲကြီးွာနေအမျိုးသားတုံးနဲ့မြောင်းပေါင်းရွာနေမမျက်များတို့သုံးဦးမိုင်းစားချိမှန်တန်ရာရရှိခဲ့ပြီးစင်ဖြူကျိုးဆေးရုံမှာကုသနေရကကြောက်ခဲကိုခဲခဲ့တဲ့သုံးဘိန်းမောင်းနေသူမှာတန်ရာများတယ်လို့ဆိုပါတယ်အဲ့ဒီမိုင်းပေါက်ွယ်မှုအတွက်မိုင်းရောင်ချင်းပေးရမှာဖြစ်ကြောင်း ၍တမဲအထိုင်စခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမိုင်းတိဒဏ်ရာရရှိသူတွေရှိတဲ့ဆေးရုံကိုလာရောက်ပြောဆိုသွားတယ်လို့မိုင်းတိမှန်သူတွေနဲ့ဤဆက်တဲ့သူတွေကပြောပါတယ်မိုင်းရောင်ခြင်းအမိနဲ့ပတ်သက်ပြီးတောက်ခံမှုအသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။စီကူကျူးမြို့ဟာစစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြောင့်မကြာမနက်တိုက်ပွဲဖြစ်ပွားနေပြီးလက်ရှိမှာလည်းစစ်ကောင်စီတပ်ကစီကူကျူးမြို့ကိုစစ်ရာဖြစ်တဲ့နေရာစစ်ရည်တင်းမှလည်းရှိနေတယ်လို့ဆိုပါရရှင့်။ နောက်ဆက်သတင်းတစ်ပုဒ်လေးနဲ့စကိုင်းတိုင်းကွက်လက်မြို့နယ်ကျွာတော်ဘူးရွာကိုချမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၁၀ဦးထပ်မင်းတင်းဆုံးခဲ့ကြောင်းကွက်လက် informational နှုတ်ဝတ်တာဝန်ခံကိုနှခါလေးကပြောပါရခြင်း မေလာဆယ်ရက်နေ့နေ့၄နာရီ30မိနစ်မှာကွာလမ်မြို့နဲ့အနောက်ချမ်းပါရှိတဲ့ရွာတော်ကုန်းရွာကိုအချက်ပတ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမိချီလာဒေတာမှာတက်လာတဲ့ Jet Fighter ဒစီနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အချက်ပတ်စစ်တပ်ရဲ့ဒီကြောင်းတိုက်ခိုက်မှုတွေပြည်သူ၁၀ဦးထက်မနည်းပြေဆုံးပြီးရှစ်ဦးဒဏ်ရာရရှိကဒဏ်ရာရရှိသူတွေထဲမှာပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်ကြောင်းသိရပါတယ်ကွာလမ်မြို့နယ်အနောက်ချမ်းက ဂျာရုံဘုံရွာတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာကျွန်တော်တို့သိရတာတော့ပြည်သူဆယ်ဦးထက်မနည်းတည်တယ်လို့သိရတယ်။ချိန်ကတည်းကရရှိတာရှိဦးရှိတယ်။ပြင်းထန်တဲ့ရရှိသူတွေလည်းပါတယ်လို့ Wallet Information and Network တာဝန်ခံကိုနဂါလေးကပြောပါတယ်။အလားတူပဲယနေ့မေလ17ရက်နေ့နနက်9:30မိနစ်အချိန်မှာစပိုင်းတိုင်းဝက်လက်မြို့နယ်ဖြူပန်းကုန်းစာသင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ။ ်လေရည်နဲ့ပေါင်900ဘုံချက်ချခဲ့ကြောင်းဒေတာခံလေးကပြောပါတယ်။ဒီနေ့မနက်လေရည်နဲ့ပေါင်900ဘုံကိုရွှေပန်းကုန်းစာတင်ကြောင်းကိုချက်ချသွားတယ်။လူတွေကြီးကြိုက်လားဆိုတာမသိရသေးဘူး။လေရင်ကအချက်ဝယ်နေလို့ပဲလို့ဒေတာပြည်သူတို့ကပြောပြပါရရှင်။ ဆက်လက်ပြီးမကွေးတိုင်းစနေမြို့နယ်နဲ့စင်ဖြူကျုံမြို့နယ်အတွင်းကိုစစ်ကြောင်းထုတ်နေတဲ့တံဖက်စစ်တပ်ကိုလိုက်လံတိုက်ခိုက်ခဲ့ရာစစ်တပ်မှထိခိုက်ဒေဆုံးမှုများပြားပြီးစစ်ကောင်စီတပ်သားများမြုပ်နှံထားခဲ့တဲ့စစ်သားအလောင်း၃လောင်းကိုထုဖို့အတွက်ရှိခဲ့ကြောင်းစလင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်မေလ၄ရက်နေ့နနက်ပိုင်းမှာစင်ဖြူကျုံမြို့နယ်နဲ့ဆလင်းမြို့နယ်အတွင်းကိုအင်အား130ဝန်းကျင်နဲ့တလားကျော်ကြာချီလင်းလက်လက်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းက တညောင်တိုင်းငယ်ဖတ်ဖို့စီဗျူဂျူတညောင်လမ်းလိုက်ပါစစ်ကြောင်တို့ဝင်ရောက်လာစီမှာဒေသကော်ဝေးရဲ့တပ်ဖွဲ့နဲ့တိတွေ့တိုက်ပွဲတနိုင်ကျော်ကြာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်အဲ့ဒီတိတွေ့တိုက်ပွဲတွင်အတပ်ဖက်စစ်တပ်ဖက်ကတိခိုက်နေဆုံးမှုများပြားခဲ့ခြင်းကြောင့်အတပ်ဖက်စစ်တပ်ဖက်ကဝိုင်းတွဲနေရင်နဲ့ကိုချိန်ဘုံတီ48လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းအလိုဘုံကျဲချတိုက်ခိုက်ပြီးနောက်အတပ်ဖက်စစ်တပ်စစ်ကြောင်းက စင်ပြူကျိုးတိုက်တဲ့လွေတမဲကြီးရောက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းလည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနေပြည်တော်ရှင်းချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများမတားရုံတော်သုံးလောင်းကိုကျော်လန်ရဲချက်ဖွဲ့တွေကတူးဖို့တွေ့ရှိခဲ့ပြီးကောင်းမွန်စွာတကြုံပေးခဲ့ကြောင်းသိရပါတယ်။အလောင်းတွေကပေါက်ပွားနေလို့အနာကမတက်နိုင်ဘူး။ အနေကြလို့ဇာတိဥတုနဲ့အရာမှုနဲ့အဲ့ဒါကြောင့်တမ်းမြေမြုပ်ပြီးကောင်းမွန်စွာတချို့ပေးခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကော်မတီရဲ့အဖွဲ့မှတာဝန်ရှိသူကပြောပါရရှင်။နောက်ထပ်ပြောလို့ရတဲ့ချောင်းမြေနယ်မြပိုင်းဒီဘုံမြို့နယ်ဘက်မှာမေလ9ရက်နေ့ကစလို့ကိုကန့် MMDA တွေအင်အားချက်ပြေးလာတဲ့ကြောင့်ဒေသခံတွေစီကသိရပါဗျ။ ဂျမန်နေမီလာကိုရဲနေကရှမ်းမြောက်ဒီဘောမြို့နယ်ဘက်ကိုကိုကန် MMT ရဲ့တပ်ဖွဲ့တွေစစ်အင်အားဖြစ်တင်လာတယ်လို့ပြုတ်ခတ်တယောက်ကပြောပါတယ်။ကိုကန် MMT ရဲ့တပ်ဖွဲ့ကရော SSPP SS အဲတောက်ခွဲပါကရောအင်အားဖြစ်တည်နေတာသိရပေမဲ့အင်အားအရေအတွက်တော့မသိရသေးဘူးလို့လည်းဆိုပါရယ်ကိုကန်ကားရီတော့ဖြစ်တဲ့စိအင်အားလာဖြစ်မဖြစ်တော့မသိဘူးပြန်ရှုံးလာမယ်လို့အတန်ထွက်နေတယ် မသိပါဘူးလောလောဆယ်တော့ ACC ပါပဲ SSPP SSA ကတော့ဘိုးအရင်တည်းကနေနေတာပါကြောက်မီသွေးတွင်လူနေကြတာနေမှာပေါ့လို့နှမကြောက်မီသွေးတထုတွင်အမီးကအမျိုးသမီးတို့ကပြောပါတယ်တိုက်ပွဲတွေပြပြချာချာပြန်ဖြစ်လာမှာကိုစိုးရိမ်နေတယ်လို့လည်းသူကပြောပါတယ်ကိုက MMDA တပ်ဖွဲ့ကတော်လန်ရေးလုပ်နေတာမဟုတ်ဘူးနေရေးရရေးလုပ်နေတာအခွန်ပေါက်ဖို့ညီသိမ်းဖို့လုပ်နေတာလောဘတွေအတော်မတတ်နိုင်ကြဘူး ကြောက်ပြီးတွင်မိုင်းလူချင်းလို့တရုတ်ရဲ့ဂျာဝေမှုနဲ့ပြည်တော်စုကလာလုံချုံကြီးအကြောင်းပြပြီးဖတ်တင်ခြင်းနဲ့သဘောလားမသိဘူးလို့ဒေသခံလူသူတယောက်ကပြောပါတယ် SSP SSPB SSA တပ်ဖွဲ့နဲ့ MNDA တပ်တို့အကြားအခုမေလဇန်ပိုင်းကနှစ်ဖက်ဘဟုအစ်စ်တာဝန်ရှိသူတွေ UWSA ထိန်းချုပ်ရာပန်ဆန်းမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့စီရီတင်းမှမှုအခြေအနေတွေကိုတွေးဆဆွေးနွေးခဲ့ကြပေမဲ့ကိုက MMDA ဂျပန်ရဘက SSPB SSA ဂျပန်စီမူဆဲဥခိုင်ဘက်ကလည်းတက်ဆုပ်ပေးဖို့အပြင်ပြည်အောင်စုလမ္မာကြီးဘက်အခုမဟုတ်ဘို့ပြောရကြသဘောတူညီမှုရတဲ့အစုံတရားမရခဲ့ကြောင်းဒေတာအခြေဆိုင်ရှမ်းတတော်စင်ကပဒိင်းဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့နဲ့29ရက်နေ့တွေမှာတီဘောညွနဲ့နှမနဲ့ စင်ကြော့ဂျေရောအုပ်စုထဲမှာ SSPB SSA တပ်ဖွဲ့နဲ့ MMDA တပ်ဖွဲ့တို့အကြားစစ်ရေးထိတွေ့မှုရှင်းနေရနဖတ်တပ်ဖွဲ့တွေရုံးရင်းစံခတ်ထူးချစ်ရိုက်နှက်ဖမ်းဆီးမှု24နှစ်အထိရှိခဲ့ပြီးနဖတ်ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SSPB SSA ရဲ့ဒဏ်ရာပြန်ကြားရေးကတင်ထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မှာမေလ10ရက်နေ့ညနေပိုင်းကမိုးတဲရနဲ့အတူဒေမင်းတွေတိုက်တာကြောင့်ဝင်ထွက်လာတဲ့အမိုးတစ်ခုကမဟာအောင်မြင်မြို့နဲ့84လက်နဲ့38လက်ထောက်ကိုကျပြီးလူ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။မိုးတဲရကြောင့်စာတင်ထောင်းသားကအဆောက်အုံတစ်ခုအောက်မှာမိခိုးရင်စကားပြောနေတဲ့လူငယ်တွေအပေါ်25ပြည့်ဝန်းကျင်ကျတဲ့အဲ့အမိုးတစ်ခုတွင်ကြခဲ့ရပါ။တွင်လာတဲ့အမိုးက ဘယ်ဘက်ကလွင့်လာမှာတော့မတိလိုက်ကြဘူးခေါင်းမိုးထဲမှာပန်ကာတွေတော့ပါတယ်အချမ်းကြီးတွေဘက်ကဖြစ်ဖို့အများတယ်လေကစောက်တိုက်တာဘလောက်ကြီးလဲဆိုတစ်ပင်တွေတော့လဲတယ်နန်းတွေအနောက်ဘက်ရပ်ကွက်တွေမှာဆိုမိုးတိကျွေကြတာလို့မန္တလေးပြုကတော့ကပြောပါတယ်တန်ရာကြောင့်တွေကို လူမှုကူညီရေးအဖွဲ့တွေကမန္တလေးစစ်ရုံကိုပို့လိုက်ပြီလို့လည်းသိရပါတယ်။ခေါင်းဆက်သုံးလမ်းမှာလည်းလင်ပြင်းတိုက်လို့တစ်ပြင်းတွေနေတာကြောင့်တချို့နန်းတွေတွေကလည်းပတ်မောင်းနေကြရပါတယ်။ online မှာပြန်နံလာတဲ့ကျုပ်တာဗီဒီယိုတွေရတစ်ပင်တွေချိန်ခိုင်းနေတယ်လို့မိုးတဲတဲချာချာကြွားနေတာကိုလည်းတွေ့ရပါတယ်။မိုးတီတွေဟာကောင်းမွန်တွေပေါ်အရှိန်နဲ့တထိန်ကိန်းကျနေတာကြောင့်ကောင်းမွန်ပွဲမှာကိုတော့စိုးရိမ်ရတယ်လို့ကျုပ်တန်တိုက်ပူထားသူကပြောတာကိုလည်းတွေ့ရပါတယ်ရှင်။ ်နေတဲ့မုံအနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအပြစ်အဝါနဲ့ချက်ချင်းအပြစ်ခတ်ရက်စဲကြီးကိုသဘောတူညီလိုက်ပြီးဒေသဆန်တော်ချင်းညနေ9နာရီမှာပြစ်ခတ်တိုက်ခိုက်မှုတွေကိုပြသရင်လိုက်ပါတယ်။ဒီသဘောတူညီချက်ကိုလိုက်နာနေပေမဲ့အိန္ဒိယစစ်တပ်အနေနဲ့တတိရှိရှိလုံလုံချာချာနဲ့နိုင်ငံတော်ကာဝေးရေးတာဝန်တွေကိုလိုအပ်ကြတွေကိုစတင်ပြင်ဆင်နေတယ်လို့အိန္ဒိယစစ်တပ်တာဝန်ရှိသူတွေကပြောပါတယ်။ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်ကတော့ ဒေသတွေမြေချမ်းရေးနဲ့လုံခြုံရေးအတွက်အမြဲတမ်းကြိုးပမ်းနေတယ်လို့ပြောပါရယ်။အပြည့်အခရက်ဆယ်ရေးဟာအမေရိကန်ကတရကြာကြောင်းဝင်ဆစ်ဆက်ညှိနှိုင်းပေးခဲ့တဲ့ကြားလို့ဒေါ်နယ်ထရန့်ကပြောပါရယ်။အိန္ဒိယအုပ်ချုပ်တဲ့ကရှမီးယားပတ်ချံပါဟေဒမ်မာခရီးသွား26ရောက်တည်ဆုံခဲ့တဲ့ပြီးခဲ့တဲ့လစစ်တွေကြောင့်တိုက်ခိုက်မှုအပြီးအိန္ဒိယစစ်တပ်ကပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကာရှမီးယားဒေသကိုဒုံးကျည်တွေတိုက်ခိုက်ခဲ့တာပါ တိုက်ခိုက်မှုစတင်ပြီးတဲ့နောက်နေဆက်ဖြစ်ကျော်ပြစ်ခတ်မှု drone ကြီးနဲ့ drone တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းနှစ်ဖက်စလုံးကအပြန်အလှန်ဆွဆွဲထားပါတယ်။လေးရက်ကြာနေဆက်ဖြစ်ကျော်တိုက်ခိုက်မှုတွေပြီးတဲ့နောက်မှာအခုလိုပြစ်ခတ်ရက်စက်ရေးသဘောတူညီခဲ့တာပါ။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာကရှိယားဒေသကိုပိုင်ဆိုင်ကြောင်းအဟိုင်မာပြောဆိုကြပြီးဒီဒေသအရေးကြောင့်စစ်ခင်ခဲ့ရမှုပါတယ်။ လက်ရှိအိန္ဒိယအောက်ချုပ်တဲ့ကက်ရှိယားဒေတာမှာဆယ်စုနှစ်များစွာသဘုံထားကြမှုတွေကြောင့်လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပါတယ်ရှင်။ဒီကနေ့မော်တယ်ဆန္ဒနာရဲ့ချိန်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးပြုပြကြပါလိမ့်ရှင်။